်မင်္ဂလာပါခင်ဗျာဒီကနေ့တော့ပြည်သက်တွေအတွက်သတင်းတွေကိုအခုမှပဲကျွန်တော်တင်ဆက်ပေးနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့မင်းညားကဒီအလုပ်လုပ်ခဲ့တဲ့အနေထားကလည်းတော်တော်ကြီးကိုဗျာများခဲ့တယ်ပြီးတော့မနေ့အစောကြီးထပြီးတော့လည်းနောက်ထပ်သတင်းတွေစောင့်ကြည့်ရတဲ့ပုံစံမျိုးဆိုတော့ကြတော့ကျွန်တော်ဒီညနေပိုင်းမှာပဲဒီ YouTube ကပြည်သက်တွေအတွက်ပေါ့နော်အခုမှပဲသတင်းကိုခြားပြနိုင်တယ် ဟိုအကြောင်းအရာလေးနည်းနည်းလေးပြန်ရှင်းပြရရင်ပေါ့နော်မင်းညကဝမ်ချမ်ပီယံရှစ်ကလည်း135-140ပြိုင်ပွဲကိုကျင်းပသွားတယ်ဘွဲ့တွေကလည်းတော်တော်လေးကောင်းတယ်ဟိုကြည့်ရတဲ့အနေထားမှာလည်းဆွဲဆောင်မှုရောဖျော်ဖြေမှုရောအတော်လေးရှိတယ်တစ်ချိန်တည်းမှာပဲပေါ့နော် UFC 370ပြိုင်ပွဲနဲ့ပတ်သက်တဲ့ဒီ weight chain နဲ့အစီအစဉ်ကလည်းတပြိုင်တည်းပုံစံမျိုးကြီးပဲလုပ်သွားတယ်ဘယ်လိုပုံစံမျိုးလုပ်သွားလဲဆိုတော့ဒီ 145 140ပြိုင်ပွဲကပွဲကောင်းနေလာတဲ့နောက်ပိုင်းအချိန်ရောက်လေလေဒီ UFC 370ပြိုင်ပွဲရဲ့ weight ချိန်တဲ့ season ကလည်းစလေလေဆိုတော့ကျွန်တော်မှပေါ်တော့ screen နှစ်ခုနဲ့ချားထဲမှာပြာများနေရတယ်ပေါ့နော်ဒါကလည်းဘာဖြစ်လို့လဲဆိုတော့ဟိုကျွန်တော်တို့ fighter လေး Joshua Ban က weight တွေအတင်းကြီးချပြီးထိုးစရာမလိုဘူးသူ့ရဲ့ body weight က flying weight တန်းနဲ့ quality ပဲအဲ့ဒီတော့ဒီ Joshua Ban က weight ချိန်လာမယ့်အနေထားကအရင်ကြီးအချိန်ဆွဲနေမှာမဟုတ်ဘူးချက်ချင်းကို weight ချိန်လာမယ်ဆိုတော့ကျွန်တော်ကကြိုပြီးတော့ခက်မှန်းမိတယ်ဒါကြောင့်မို့လို့ကျွန်တော်က ပြည့်သက်တွေကိုပေါ်တော့ဟိုတရင်နောက်ကျသွားတာမျိုးတခုခုဟိုသိကျင်တဲ့ဟာလည်းမသိဘူးအချိန်နဲ့တပြင်းညီမသိရမှာဆိုလို့မို့ကျွန်တော်ကဟိုတစ်ဖက်က1 championship အကြောင်းနေကြီးလိုက်ဒီတစ်ဖက်ကကြတော့ဟို UFC တပြိုင်နဲ့ဖွင့်ပြီးတော့ပေါ့နော်မျိုးလုံးကဟိုလှုပ်လိုက်ဒီလှုပ်လိုက်ဆိုတော့တော်တော်လေးစိတ်ပင်ပန်းတယ်စိတ်ဖိစီးမှုလည်းများတယ်အဲ့လိုဆိုကြတော့ဟိုအလုတ်ကတပြိုင်နဲ့လောက်ရတဲ့အနေထားပေါ့နော်အဲ့ဒါကြောင့်မို့လို့ဟိုတိတ်ပြီးလဲဟိုစိတ်ကတည်တည်ငြိမ်ငြိမ်မရှိခဲ့ဘူးတစ်ချိန်တည်းမှာပဲဟို စူအပလက်ပွဲပြီးနောက်ပိုင်းရိုက်ခတ်လာတဲ့ဟိုအကြောင်းအရာတချို့ပေါ့နော်ကျွန်တော်လည်းသတိမထားမိခဲ့ဘူးကရင်ပိသက်တွေချပြကြမှာသတိထားမိတယ်ပေါ့အဲ့ဒါလေးကြောင့်မို့ကျွန်တော်နည်းနည်းပြန်ရှင်းတဲ့အကြောင်းအရာလေးအကြောင်းလဲရှိတယ်အဲ့မှာပွဲပြီးသွားတာကထားပါတော့ည7နှစ်လောက်မှာပွဲပြီးတယ်ဒီအနေထားမှာဟိုထပ်ပြီးလဲမအိပ်ရပြန်ဘူးဘလို့ကြောင့်မလဲဆိုတော့ဒီ155 140ပြန်ပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကျွန်တော်နည်းနည်းလေးပြန်ရှင်းပြတယ်သတင်းချက်လက်လေးရေးပြတယ်ပြီးတော့ကြတော့မနေ့ကြတော့လေဒီ UFC 370ပြိုင်ပွဲကမနေ့အစောကြီးပဲထပြီးတော့ဟို face off လုပ်တယ်ပေါ့နော် ceremonial witching လုပ်တယ်အဲ့လိုပုံစံမျိုးဆိုတော့ကျွန်တော်ဒီအိတ်တာလည်းနည်းနည်းလေးအိတ်တယ်မနေ့ကျလည်းစောကြီးပြန်ထပြန်ထပြီးတော့အချင်းကြီးကဘယ်လိုလဲဆိုတာကိုပြည့်တက်တွေထပ်ပြီးချပြပေါ့နော်အဲ့လိုကြောင့်မလို့ဟိုအခုမှပဲပေါ့နော်သတင်းတင်ဆက်နိုင်တယ်ဒါကြောင့်မလို့ပြည့်ဟိုကျွန်တော်ကိုအားပေးတဲ့ပြည့်တက်တွေပေါ့နော်နားလည်လို့ရအောင်ကျွန်တော်ကလည်းပြည့်တက်တွေကိုဘယ်လောက်ဒီစိန်နာထားလဲဆိုတာပေါ့နော်အဲ့လိုပုံစံမျိုးလုပ်ခဲ့တယ်အဲ့ဒါကြောင့်မလို့ အခုမှပဲဒီကနေ့အတွက်သတင်းချပြနိုင်နေဆိုတဲ့အကြောင်းလေးကိုဒါဥူဖျက်ပြအနေနဲ့အရင်ဆုံးရှင်းပြတာဖြစ်ပါတယ်ခင်ဗျာကဲအဲ့ဒီတော့မနေ့ပြန်မှကျင်းပမဲ့ UFC 370ပြိုင်ပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့စတင်လိုက်ကြရအောင်ပါဒီပြိုင်ပွဲနဲ့ပတ်သက်တဲ့ weight chain နဲ့အစီအစဉ်တွေကိုမင်းညကလှုပ်ဆောင်သွားခဲ့ပြီး ဒီနေ့ထားမှာတွဲဆိုင်တစ်ခုကလွဲရင်ဂျန်နက်ဖိုက်တာတွေအားလုံးကသတ်မှတ်ဝိတ်တန်းအတွင်းကိုအတီးတီဝင်ရောက်နိုင်ခဲ့တယ်အဲ့ဒီတွဲဆိုင်ကလည်းဘလို့တွဲဆိုင်မျိုးလဲဆိုတော့ဖိုက်တာတယောက်ကနှုတ်ထွက်တယ်အဲ့ဒီနှုတ်ထွက်တဲ့နေရာကိုမျက်နှာသက်ဖိုက်တာနဲ့ပရိုမိုးရှင်းဘက်ကအစားထိုးပေးတယ်အဲ့ဒီမျက်နှာသက်ဖိုက်တာကအနိကရောက်မှအစားထိုးခံလိုက်ရတဲ့အတွက်တတ်မှတ်ဝိတ်တန်းတွင်ဝေချနိုင်ခြင်းမရှိဘူး ဝိတ်ချနိုင်ခြင်းမရှိတဲ့အနေအထားမှာလည်းသက်မှတ်ဝိတ်တန်းထက်10ပေါင်လောက်ပိုနေတဲ့အတွက် promotion ဘက်ကအဲ့ဒီတွဲဆိုင်ကိုဖျက်သိမ်းပစ်လိုက်တယ်။ဒါကြောင့်မလို့အဲ့ဒီတွဲဆိုင်ကလွဲရင်ကျန်တဲ့တွဲဆိုင်တွေမှာပါဝင်ထုတ်သက်ကြမဲ့ fighter တွေအကုန်လုံးသက်မှတ်ဝိတ်တန်းအတွင်းကိုအတီးတီးဝင်ရောက်အောင်လှုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ဒီပြိုင်ပွဲမှာချန်ပီယံစင်ကာပွဲနှစ်ပွဲထည့်သွင်းထားတဲ့ UFC ရဲ့ weight တက်မှတ်ချက်အရချန်ပီယံကပ်စင်ကာပွဲထုတ်သက်မဲ့ fighter တွေကသူတို့တက်မှတ်ထားတဲ့ weight တန်းထွက်လုံးဝကျော်လွန်လို့မရဘူး ရိုးရိုးပွဲစဉ်တွေဆိုရင်တော့သက်မှတ်ဝိတ်တန်းထက်တပေါင်ကျော်ခွင့်ရှိတယ်။ဒါကဘာဖြစ်လို့ကျွန်တော်ထပ်ပြီးပြောတာလဲဆိုတော့ Champion Cup စိန်ခေါ်ပွဲနှစ်ပွဲပါနေတဲ့အတွက်တချို့ပွဲစဉ်တွေဆိုရင်ဥပမာ Joshua Ban တို့ဆိုရင် Flying Weight တက်မယ်။ Champion Cup စိန်ခေါ်ပွဲထိုးတက်မယ်။ Pandora နဲ့ Kankara Friend တို့ဆိုရင်လည်း Flying Weight တက်မယ်။သို့တော်လည်းပဲ Kankara Friend နဲ့ Pandora တို့က125ပေါင်ကွက်တီအတွင်းဝင်ရအောင်လှုပ်ဆောင်ကြရတယ်။ Joshua Ben နဲ့ Brandon Rubber တို့ကတော့ရိုးရိုးပွဲဖြစ်နေတဲ့အတွဲ125ပေါင်ထက်တပေါင်ပို့ပြီး126ပေါင်တို့ဝင်ရောက်နိုင်ရင်တရဝင်တယ်လို့သတ်မှတ်တာဖြစ်ပါတယ်။ဒါကပြည်သက်တဲ့အများစုတိထားချပြီးပြီးကျွန်တော်ကကြုံကြိုက်လို့မဟုတ်ပေါ့နော်ထပ်ပြီးရှင်းသွားအောင်အခုမှကြည့်တဲ့ပြည်သက်တွေဆိုရင်လည်းပို့ပြီးနားရှင်းသွားအောင်ကျွန်တော်ပြောပြတာဖြစ်ပါတယ်ခင်ဗျာ။ အဲ့ဒီတော့ထိတ်ဆုံးကောင်းပွဲက lightweight တန်းချန်ပီယံကပ်စိန်ခေါ်ပွဲဆိုတော့155ပေါင်အတွင်း weight တန်းဝင်မှာတရားဝင် weight ဝင်နဲ့ဆိုပြီးသတ်မှတ်ပါတယ်။ Charles Oliveira ကတော့154.5ပေါင်နဲ့ weight တန်းဝင်တယ်။ Topuria ကတော့155ပေါင်ကွက်တိနဲ့ weight တန်းဝင်ခဲ့ပါတယ်။ flyweight တဲ့ချန်ပီယံကပ်စင်ခေါ်ပွဲမှာတော့ပန်ဒိုဂျာရောကင်ကာရာဖရန့်မှာ125ပေါင်ကွက်တီစီနဲ့တတ်မှတ်ဝိတ်တန်းအတွင်းကိုအသီးသီးဝင်ရောက်နိုင်ခဲ့ကြတာပါ။ ကျွန်တော်ရဲ့ fighter လေး Joshua Pan ကတော့ဒီပွဲမှာ weight chain သွားတာပေါပေါပါပါပဲစင်မော်တက်လာကလေးကပြပြလှော်လာနဲ့တက်လာတယ်ဒါကဘလို့အကြောင်းရလဲဆိုတော့သူ့အနေနဲ့ weight ကလောရတာသိပြီးခက်ခဲမရှိဘူးသုံးဘက်အတွင်းနှစ်ပွဲလက်ခံနှစ်ချိန်ဝိတ်ချပြီးထိုးတာတော့သူကဝိတ်ကလုတ်တဲ့အပိုင်းတွေကိုအဆင်ပြေပြေနဲ့လှုပ်ဆောင်နိုင်နေဆိုတဲ့သင်္ကေတမျိုးကိုပြသသွားတယ်လို့ကျွန်တော်ကယူဆကြည့်ကျင်တယ် ဝိချိန်တဲ့အနေထားမှာလည်းသူကအစောကြီးရောက်လာတယ်။ Brandon Roper ကတော့သူ့ထက်နည်းနည်းလေးနောက်ကျတယ်။ဒါပေမဲ့နှစ်ယောက်စလုံးက125.5ပေါင်နဲ့တက်မှတ်ဝိနှန်းအတွင်းကိုဝင်ရောက်အောင်လှုပ်ဆောင်သွားခဲ့ကြပါတယ်။ဒီပွဲကမနေ့ဖြန်မှာပဲထိုးသက်ကြတော့မှဆိုတော့ဒီပွဲချိုဆန်ရအချက်လက်တွေကိုပဲထပ်ပြီးပြန်နှွေးပေးခြင်းသေးပါတယ်။ Joshua Pan ကအသက်23နှစ်ပဲရှိသေးတယ်။အရက်အမြင့်က9ပေ9လက်မှရှိပါတယ်။ သူနဲ့ချင်းဆိုင်ထိုးသက်ရမယ့် Brandon Rover ကတော့အသက်32နှစ်အရက်5ပေ6လက်မအထိရှိပါတယ်ဒီ fighter နှစ်ယောက်ရဲ့ professional fighter ဘွားစုစုပေါင်းထိုးပွဲအရေးအတွက်ကိုရှင်းကြည့်မယ်ဆိုရင် Joshua Ban ကစုစုပေါင်း16ပွဲထိုးထားတယ်14ပွဲအနိုင်ရတယ်2ပွဲရှုံးနိမ့်ထားပါတယ်အဲ့ဒီစုစုပေါင်း16ပွဲမှာဆိုရင် 2D Fighting Championship ကောင်းဆက်အောက်ကနေ10ပွဲထိုးထားတယ် UFC ကောင်းဆက်အောက်မှာလည်း10ပွဲထိုးသက်ထားပါတယ်နောက်ထပ်တူညီနေတဲ့အချက်က Joshua Ban ဟာ Fury Fight ဒီချန်ပီယံရှစ်ခေါင်းဆောင်အောက်ကနေထိုးသက်ခဲ့တဲ့ရှစ်ပွဲမှာခုနှစ်ပွဲနိုင်တစ်ပွဲရှုံးရလက်ထွက်ပေါ်ခဲ့တဲ့ထိုနည်းတူစွာပဲ UFC ခေါင်းဆောင်အောက်မှာထိုးသက်ခဲ့တဲ့ရှစ်ပွဲမှာလည်းခုနှစ်ပွဲနိုင်တစ်ပွဲရှုံးရလက်ထွက်ပေါ်ထားပါတယ်။ပြိုင်ဘက် Brandon Roba ကတော့ Professional Fighter ဘဝမှာစုစုပေါင်း24ပွဲအထိထိုးသက်ထားပြီးပါပြီ။ အဲ့ဒီထက်မှ second ပွဲနိုင်9ပွဲရှုံးရလက်ပိုင်ဆိုင်ထားတဲ့ UFC ကောင်းစင်အောက်မှဆိုရင်တော့သူကစုစုပေါင်း10ပွဲထိုးထားတယ်9ပွဲနိုင်3ပွဲရှုံးရလက်ထွက်ပေါ်ခဲ့တယ်ဒါကြောင့်မို့လို့ဒီ fighter နှစ်ယောက်ရဲ့ UFC fighter ဘွားစွမ်းဆောင်ရည်ကို ကြည့်လိုက်မယ်ဆိုရင်နိုင်ပွဲရယူထားတဲ့အရေးအတွက်ပိုင်းမှာတော့အတူတူပဲလို့ပြောလို့ရပါတယ်နှစ်ယောက်စလုံးက UFC ကောင်းစင်အောက်မှစုစုပေါင်း9ပွဲ9ပွဲနဲ့အရေးအတွက်တူညီနေတာတွေ့ရပါတယ် ဆက်လက်ပြီးဒီပွဲစဉ်မှာအဓိကဖြစ်လာနိုင်တဲ့စွမ်းဆောင်ပိုင်းဆိုင်ရာအချက်လက်တချို့ကိုရှင်းပြီးကြည့်ကြရအောင်ပါ Brandon Rover က Joshua Ban ကိုတိတ်တောင်ရယူပြီးကစားမလားဆိုတဲ့အပိုင်းကိုနည်းနည်းလေးချင့်ကဲကြည့်ကြပါရစေ Brandon Rover ရဲ့တိတ်တောင် accuracy ဘိုင်းက85ရာခိုင်နှုန်းရှိတယ် Joshua Ban ရဲ့တိတ်တောင် defense ကတော့81ရာခိုင်နှုန်းရှိပါတယ်ဒါကြောင့်မလို့ Brandon Rover က Joshua Ban ကိုလှည့်ချမယ်ဆိုရင်တော့ Joshua Ban ရဲ့တိတ်တောင် defense ဘိုင်းကနည်းနည်းလေးတာနေတယ် ရေဆူရီယာနဲ့ပွဲတုန်းကလည်းတစ်ချိန်လုံး defend နေလောက်ပြသွားတဲ့အတွဲဒီပွဲမှာ Brandon Roba ကတိတ်တောင်းယူလာမယ်ဆိုရင်တော့ Joshua Ban အတွက်သိပြီးအခက်အခဲကြီးဖြစ်မယ်မထင်ပါဘူးနောက်တစ်ချက်ကတော့ဒီ strikey ထုတ်သုံးတဲ့ပိုင်းကိုပြောချင်တာပါ strike landed per minute အရေးအတွက်မှာဆိုရင် Joshua Ban နဲ့ Brandon Roba တို့အကြာနှစ်ဆလောက်တောင်ကွာဟနေပါတယ် Joshua Ban ကဒီပိုင်းမှာတော့လက်ရှိ UFC promotion တစ်ခုလုံးမှာစွမ်းဆောင်ရည်အကောင်းဆုံး fighter ဖြစ်တောင်ရက်တည်နေပါတယ် သူရဲ့ strike landed per minute အချိန်နှုန်းက6.2ကြိမ်နှုန်းအထိတောင်ရှိနေပါတယ်။ Brandon Rover ကတော့၄ကြိမ်ကြော်ကြော်လေးပဲရှိတာပါ။အဲ့ဒီတော့ strike ဘိုင်းမှာရှင်ကစားမယ်ဆိုရင်တော့ဒီ fighter နှစ်ယောက်အကြား Joshua Ban ကထိကျက်အရေးအတွက်ပိုပြီးများလာမယ်ဆိုတော့အထုတလည်းပြောနေစရာမလိုပါဘူး။ဒါဆိုရင်ပွဲခင်းချင်းကိုနည်းနည်းလေးဆက်ပြီးကြည့်ကြရအောင်ပါ။ Brandon Rubber ကရှေ့မှာနှစ်ပွဲဆက်တိုက်အနိုင်ယူထားတယ်။အဲ့ဒီနှစ်ပွဲစလုံးကလည်း UFC Fight Night ပြိုင်ပွဲတွေရဲ့ခေါင်းပွဲအဖြစ်ထိုးခဲ့ရတဲ့ပွဲတွေ ။တနည်းအားဖြင့်ကျွန်တော်ပြောချင်တာကငါးချီပုံစံမျိုးနဲ့ကစားခဲ့ရတဲ့ပွဲတွေဖြစ်ပါတယ်။ Brandon Roberts ရဲ့အဲ့ဒီပွဲစဉ်တွေကိုကြည့်လိုက်မယ်ဆိုရင်သူကအစောပိုင်းတွေမှာအထနည်းနည်းလေးနှေးတယ်။နောက်ပိုင်းတွေမှာမှကာဒီယိုကောင်းကောင်းပုံစံမျိုးနဲ့တုတ်ပြန်ကစားပြီးပွဲကိုအသာစီးရယူခဲ့တာများပါတယ်။ဒီချက်ကိုကျွန်တော်ဘာဖြစ်လို့ပြောရတာလဲဆိုတော့ Brandon Roberts နဲ့ Joshua Ban တို့ထိုးမဲ့ပွဲက၃ချီပုံစံမျိုးပါပဲ။၅ချီပုံစံမျိုးမဟုတ်ပါဘူး။ ဒါကြောင့်မလို့ Brandon Rober ကရှေ့ကနှစ်ပွဲတုန်းကပုံစံမျိုးနဲ့နက်နက်လေးအထနှေးမလားဆိုတဲ့ပုံစံလေးကစဉ်းစားကြည့်ဖို့တော့ကောင်းတယ်။သို့တော့တစ်ဖက်သားကိုထင်သေးတာမျိုးတော့မဟုတ်ဘူး။တကယ်လို့မြတ်သူ့အနေနဲ့အထနှေးခဲ့မယ်ဆိုရင်တော့ Joshua Ben အနေနဲ့အဲ့ဒီချက်ကိုကောင်းကောင်းအမိရဆုပ်ကိုင်ဖို့လိုတယ်ဆိုတဲ့အကြောင်းအရာလေးကိုထောက်ပြခြင်းယုံနာဖြစ်ပါတယ်ခင်ဗျာ။ပြည့်တယ်များခင်ဗျာ။ဒီပြိုင်ပွဲကိုမနက်ဖြန်တနင်္ဂနွေနေ့မနက်ပိုင်းမှာစတင်ကျင်းပသွားတော့မှာဖြစ်ပါတယ်။ prelim ပွဲစဉ်တွေကိုမနက်ဖြန်တနင်္ဂနွေနေ့မနက်မြန်မာစံတော်ချိန်9:00နာရီခွဲအချိန်မှာစတင်ကျင်းပသွားမှာဖြစ်ပါတယ်။ main cup ပွဲစဉ်တွေကိုတော့မနက်7:00နာရီခွဲမှာစတင်သွားမှာပါ။ကျွန်တော်တို့ရဲ့ fighter လေး Joshua Ban ရဲ့ပွဲက main cup ကောင်းဆယ်အောင်မှာရောက်ရှိနေပြီးတတိယမြောက်ပွဲအဖြစ်ထိုးသတ်မှာဖြစ်ပါတယ်။အဲ့ဒီတော့ကျွန်တော်မယုတ်မလွန်လေးခံမှန်းပေးရရင်မနေ့ပြန်တနင်္ဂနွေနေ့မနေ့မြန်မာစံတော်ချိန်10:00ဝန်းကျင်လောက်မှာဂျိုရှွာဘန်ရဲ့ပွဲကြီးရနိုင်တယ်လို့ကြိုပြီးသတင်းကောင်းပါထားပြရစီခင်ဗျာ။ ဆက်လက်ပြီးတော့ဘော်နော်ဒီမင်းညကကျင်းပသွားတဲ့135 140တိုင်ပွဲအပြီးကျွန်တော်မြင်မိတဲ့အချက်တွေကိုဆွဲထုတ်တင်ပြခြင်းသေးပါတယ်ဒီနေရာမှာကျွန်တော်ကကျွန်တော်မြင်မိတဲ့အချက်လို့ဘာလို့ပြောတာလဲဆိုတော့ဒါကပွဲပြီးသုံးသက်ချက်မဟုတ်ဘူးဒီပွဲကျင်းပတဲ့အနေအထားမှာပေါ့နော်ကျွန်တော်မြင်မိတဲ့အချက်တချို့ကိုဆွဲထုတ်တင်ပြပေးတာဖြစ်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ပေါ့နော်ကျွန်တော်တို့အကုန်လုံးလောလောဆယ်ပြောနေကြတဲ့ဆူအပလက်နဲ့ဆန်ကာတက်တို့ပွဲအကြောင်းနဲ့စတင်ချင်ပါတယ် ဒီပွဲနဲ့ပတ်သက်လို့ကရင်ပြည်သက်တွေအကြားမှာနည်းနည်းလေးပွဲဆူနေတယ်ကျွန်တော်ကိုယ်တိုင်လည်းဘာဖြစ်လို့ပွဲဆူတာလဲဆိုတာအခုနောက်ပိုင်းမှာသိရဲအဲ့တော့ကျွန်တော်စိတ်ထဲမှာပေါ့နော်နည်းနည်းလေးစိတ်တိုင်းမကြားမိတာတခုอ่ะပေါ့နော်ဟိုထိုင်းကရင်ဖိုက်တာထိုင်းကရင်ဖိုက်တာဆိုပြီးပြောတဲ့အချက်ပေါ့နော်ကျွန်တော်ကလောလောဆယ်နေတာကဆူအပ်လက်ချင်းနဲ့အနည်းဆုံးနေရာမှာနေတာဒီဖိုက်တာကဘလို့ဖိုက်တာမျိုးလဲဆိုတာကျွန်တော်ရဲ့ YouTube channel ရဲ့ပြည်သက်တွေအကုန်လုံးသိတယ်ဟိုမြမအရေးဆိုရင်သူကထိုင်းကရင်ဖိုက်တာဖြစ်နေသည့်တိုင်အောင်မြမအရေးဆိုရင်တော်တော်ကြီးကိုလက်မနေတဲ့ဖိုက်တာ အမနာတန်ပြောရမှာဆိုရင်ကျွန်တော်တို့စီက fighter လေးတွေထက်တောင်ပို့ပြီးတော့တောင်းမနဲ့ခြေလန်းသွက်တယ်ဟိုအရေးတယူနဲ့ရှိတယ်ကုညီချင်းစိတ်အများကြီးရှိတယ်ကျွန်တော်ကိုယ်တိုင်လက်သူနဲ့အတူတူပေါ့နော်သူ့ရဲ့ဂျင်ဘေးမှာနေတဲ့အတွက်ဒီ fighter ရဲ့စိတ်ဓာတ်ကဘလို့ fighter မျိုးလဲဆိုတာကျွန်တော်ကောင်းကောင်းသိတယ်ဒါကြောင့်မလို့တီးလို့မဟုတ်ကိုကျွန်တော်ပွဲပြီး status မှာပေါ့နော် Facebook ပေါ်မှာရေးတဲ့ status တုန်းကကျွန်တော်ပောက်ကွဲတဲ့ပုံစံမျိုးနဲ့ရေးတယ်ဘလို့အကြောင်းအရာကြောင်းလဲဆိုတော့ရှိကပွဲတွေရှုံတော့ကဆိုရင် Super Black ကတော်တော်ကြီး throw ခံရတယ် ဟိုဆူအပလက်မြင်လိုက်တာနဲ့အိတ်တော်မှာပါကွာအိတ်ချတော့မှာလဲချတော့မှာဟိုပုံစံမျိုးစုံနဲ့သူတို့ဒီဘက်ဒီဘက်ပြိတ်သက်တွေထိုးကြဗျာထိုင်းပြိတ်သက်တွေထိုးကြတယ်အဲ့အဲ့လိုကြောင့်မလို့ဆူအပလက်ဆိုရင်ဟိုကြားထဲမှာပေါ့နော်သူအကြောင်းတော်တော်ကြီးကိုနားတယ်ကျွန်တော်ကျွန်တော်အမှန်မမှားဘူးဆိုရင်သူနောက်ဆုံးပွဲကော်ထွန်းနဲ့ထိုးသွားတာကဇန်နဝါရီလတုန်းကထိုးသွားတယ်အခုမှဒီစံကတက်နဲ့ပွဲထိုးတယ်ကြားထဲမှာသူနားတဲ့ကာလကစုစုပေါင်း9လခွဲဝန်းကျင်လောက်ထိရှိတယ်ဒီကြားထဲမှာသူက ဟိုဘာတွေလှုပ်လဲဆိုတော့သူဇက်ကားတကလက်ခံပြီးရိုက်ကူးတယ်အဲ့တော့ကလည်းဘလို့ပုံစံမျိုး troll လဲဆိုတော့ပွဲထိုးတာမဟုတ်ဘူးနော်ဇက်ကအပြစ်မှလက်ခံပြီးရိုက်တာတောင်ဘလို့ troll လဲဆိုတော့ fighter ဘွားကိုဆွန့်လွတ်တော့မယ်မင်းသားပဲလွတ်တော့မယ်ဟိုချစ်ချစ်တလုံးကြီးတွေပေါင်ကြီးတွေအကြီးကြီးတွေအဲ့တော့ MMA ပဲပြောင်းထိုးပါကွာမွေထိုင်းပွဲထိုးမနေပါအဲ့လိုအဲ့လိုပုံစံမျိုးကြီးနဲ့ wine troll တယ်ဗျာအဲ့လို troll လို့မို့ super black ကအဲ့ဒီကျွန်တော်တို့ပြိသက်တွေကဒီ time back ကအကြောင်းနေတိတ်မသိလို့ဗျာကျွန်တော်ကအဲ့လိုနေရဆိုတော့ super black ကအဲ့လိုဖိအားတန်နေခံပြီးတော့ ဟိုစိတ်ဆရာဝန်နဲ့တောင်ဖေကန်ပြရတယ်ဆိုရယ်သတင်းတက်တက်ကြားတယ်ပေါ့နော်ဒါကတော့ကျွန်တော်ဟိုတိုက်ရိုက်လဲမေးတော့မကြည့်ပါဘူးဘာဖြစ်လို့လဲဆိုတော့မေးလို့ကောင်းတဲ့အရာလည်းမဟုတ်ဘူးတိုးတော်လည်းပဲကျွန်တော်ပြန်ကြားမိတာပေါ့နော်ကျွန်တော်အချင်းချင်း look for kain bet dc ကနေပြန်ကြားတဲ့သတင်းပေါ့နော်သူဖီအားတွေများပြီးတော့အဲ့လိုအဲ့လိုဖီအားတွေအများကြီးတည်းကနေသူထိုးရတာဗျာအဲ့လိုဆိုတော့ဟိုသူနဲ့ပတ်သက်ပြီးအထင်သေးတဲ့ပုံစံမျိုးတွေပြောပြောတာကိုကျွန်တော်နောက်ပိုင်းမှာတွေ့လို့မဟုတ်တော်တော်ကြီး ဆိုးတယ်ပေါ့နော်တကယ်တကယ်ကဒီ fighter ကကျွန်တော်တို့မြန်မာတွေနဲ့ပိုးပြီးတော့ယဉ်နေတယ်ခေါင်းဆင်ကတော့ Thai fighter ပဲသို့တော်လည်းပဲဒီ fighter ရဲ့ base ပက်လေကိုကြည့်လိုက်ဗျာအကုန်လုံးက Thai ဘက်မှာရှိတဲ့ fighter တွေဆိုရင်ဒီ fighter နဲ့ကင်းကွာဘူးတဲ့သူမရှိဘူးသူဘေးမှာရစ်ပွဲရစ်ဝဲနဲ့အများနဲ့လက်တွဲလက်ပွင့်တရီနေကြတဲ့သူတွေကြည့်လိုက်ရင်လည်းမြန်မာတွေကြီးပဲနိုင်သူ့ရဲ့ခေါင်းဆင်ကတော့ Thai ကင်ဖြစ်ကောင်းဖြစ်မယ်သို့တော်ကျွန်တော်ပြောချင်တာကမြန်မာသွေးပိုနေတယ် မြန်မာတွေနဲ့ပို့ပြီးတော့အသားတကျရှိတယ်ဟိုထိုင်းဘက်မှာသူ့မှာလည်းသူ့ဇနီးရဲ့ဆက်သွယ်ရေးနဲ့ရှီကောင်းရှိမယ်တိုးတော်လည်းပဲသူကကျွန်တော်တို့နဲ့ပို့ပြီးတော့နီးတယ်အခုညီလိုချင်လဲသူ့စီကနေဆိုရင်တော်တော်လေးကူညီတယ်လို့ကျွန်တော်ပြောတယ်တော့ကြားတယ်ဒါပေမဲ့ကျွန်တော်ကအဲ့လိုထိုင်းစကားလည်းမပြောမပြောတတ်ဘူးကရင်စကားလည်းမပြောတတ်တော့သူ့အကြောင်းတော့ဟိုသူနဲ့တော့တိတိတင်တင်စကားတွေအကြိုက်မပြောဘူးဘူးဒါပေမဲ့သူ့ကျင်သွားလိုက်ရင်တော့ဖော်ဖော်ယွင်းနဲ့ပြုံးပြုံးရွှွှွှွှနဲ့အမြဲတမ်းအဲ့လိုနှုတ်ဆက်တယ်ပေါ့နော် ကျွန်တော်တောင်းမနဲ့သူပွဲထွင်စိတ်တမကြနဲ့ငါတို့မြန်မာ fan တွေအများအများကြီးမင်းနောက်မှာအများတန်းရှိတယ်ဗျအများတန်းပြောပြတယ်ဗျာသူစင်မော်တက်လာရင်အဲ့လိုမျက်နှာငငယ်နေလို့မို့ကျွန်တော်အဲ့ဒီချက်ကိုတောင်းမယ်ပြင်ဖို့တောင်းကျွန်တော်တစ်ခါလေးပြောပြတယ်ပြောချင်တာကဒီ fighter ကကျွန်တော်တို့မြန်မာတွေနဲ့ပိုးပြီးနီးစပ်မှုရှိတယ်ဆိုတော့ပြောချင်တာပါကုန်းကုန်းပြောရရင်ကျွန်တော်တို့ငလင်ပေးဗျာပြီးခဲ့တဲ့လာပိုင်းတုံးတုံးကမှဖြစ်ခဲ့တဲ့ငလင်ပေးမှာသူဘယ်လိုပုံစံမျိုးကူညီသွားလဲဗျာ ဟိုကျွန်တော်စီကိုကျွန်တော်ပြည်သက်တွေကိုချပြခဲ့ပါတယ်အဲ့ဒီအကြောင်းတော့မနဲ့ဟိုဘောင်းမီတွေလက်အိတ်တွေနဲ့ဒီသူ့ရဲ့အင်ဂျီတွေကိုအကုန်လုံးလေးလံတင်ပြီးတော့ကျွန်တော်ပြောမယ်နော်အဲ့ဒီကိစ္စက one championship promotion တစ်ခုလုံးမှာအဲ့ဒီ idea နဲ့ကျွန်တော်တို့ငလင်ဘေးကိုကူညီခဲ့တာက super black ကပထမဆုံး fighter နောက်မှဒီ time back က fighter တွေကကျွန်တော်ကအဲ့ဒီအကြောင်းကိုအင်္ဂလိပ်လိုလည်းရေးပြီးတင်တယ်ကျွန်တော်တို့လုတ်ဖက်လုတ်ဖော်ကိုင်ဘက်တွေလည်းပြောပြတယ်ပြီးတော့ time back က agent တွေ time back ကဒီ ဒီဂျင်ပိုင်ရှင်တွေကိုလည်းကျွန်တော်ပြောပြလို့မို့သူတို့တောင်းမနေအဲ့ဒီပုံစံမျိုးနဲ့ live copy ဆွဲပြီးတော့သူတို့ရဲ့ bounty တွေကိုလိုက်ပြီးတော့အဲ့လိုအင်ဂျီတွေလက်တွေကိုပြန်လေလံတင်ပြီးတော့ကူညီကြတာအဲ့လိုဆိုတော့ကြတော့ဟိုအထင်သေးတဲ့စကားပြောရတော့မကောင်းဘူးဗျာကျွန်တော်ဆိုရင်အဲ့ဒီအကြောင်းကိုကျွန်တော်တို့နဲ့ပုတ်ပြီးယဉ်နီးတဲ့ယဉ်နီးမှုရှိတဲ့ fighter ဆိုပြီးကျွန်တော်အမြဲတမ်းပြောတယ်နောက်ဆုံးကုန်ကုန်ပြောရရင် one champion ရှစ်လာထိုးတဲ့ fighter တွေတောင်းမနေသူပုံမှန်လာပြီးဝင်းရံတယ်ဗျာအထူးသဖြင့်သူနဲ့ဟိုလူမျိုးတူတဲ့ကရင် fighter တွေဆိုရင်သူတော်တော်ကြီးကိုကွန်ဘေးမှာရှိတယ်ဗျာဟို ဒါကကျွန်တော်ပို့ပို့တာတာကြီးပြောတာမဟုတ်ဗျာအရင်ကတည်းကကျွန်တော်ပြောခဲ့ဘူးတယ်ဗျာဒါပေမဲ့အခုကြမှာသူ့ကိုအထင်သေးတဲ့ပုံစံမျိုးတွေတချို့ပြောကြလို့မို့ကျွန်တော်ထုတ်ပြောမိတာပေါ့နော်ပွဲထိုးသွားတဲ့အခင်းကျင်းကိုပြောကြရအောင်ပေါ့နော်ဆန်ကသစ်နဲ့ဒီဆူအပလက်ပွဲကဘလို့ခင်းကျင်းထားလဲဆိုတာပြိတက်တွေအကုန်လုံးသိတယ်ဘသူကိုမိတ်ကက်လိန်ထားလဲဘသူကိုစင်တင်ညင်လို့လဲဆိုတာပြိတက်တွေအကုန်လုံးသိတယ်ဂုံဂုံပြောရရင်ဆန်ကသစ်ကပေါင်၁၄၀မှာပဲထိုးခြင်းနဲ့အဲ့ဒီအတွက်ဆူအပလက်ကလည်း၁၄၀အထိဆင်းထိုးတယ်ပုံမှန်ကသူကဘနဝိတ်တန်ဖိုက်တာ ်သို့တော်လည်းပဲကစ်ပေါင်းဆင်းပြောင်းပြီးတော့ဆန်ကသစ်ရဲ့ဝိတ်တန်းထီတောင်ဆင်းထိုးတယ်အဲ့ဒီတော့ပောက်ကွဲကြတာပေါ့နော်ကျွန်တော်တို့ကသူ့ကိုဝန်းရံပြီးသူ့ရဲ့စိတ်တက်ကိုသဘောကျတဲ့သူတွေဆိုတော့ဒီလိုမျိုးနိုင်တော့ကြတော့ပောက်ကွဲမှုအပြည့်နဲ့အောင်ပွဲခံတာပေါ့နော်အဲ့တော့ဘွဲထိုးတဲ့အနေထားမှာဆန်ကသစ်ကကျွန်တော်ကျွန်တော်အမြင်ပြောရမှာနော်ဒီပွဲမှာ mind game ပိုင်းက super black ကအတော်ကြီးတားတယ်အတော်ကြီးကိုတားတယ်ဘယ်လိုပုံစံမျိုးတားလဲဆိုတော့သူ့မှာသူ့ဆန်ကသစ်နဲ့ဘွဲချင်းကတဲ့အနေထားမှာ boxing နီးပြတက်တက် coach ငားပြီးတော့ချင်းကက်တယ်ဒါပေမဲ့ဒီ remu တို့လို့ little creek တို့လို့ fighter တွေနဲ့သူကအမြဲတမ်းလက်ပွင့်တရင်းရှိတော့ boxing ဘိုင်းရဲ့အယူဆတွေတခုကိုသူ concept တွေကိုတောင်ကောင်းကောင်းနားလည်လာတယ်အဲ့ဒါကြောင့်မို့လို့ပထမအချိန်မှာသူကဲဆန်းကိုကဲဆန်းလုံနေတဲ့အချိန်ကနေသူ့ရဲ့လက်သီးထိုးထိုးချက်မိပြီးတော့ဆန်ကတက်ကရိုင်ထွက်သွားမှာအဲ့မှာကတည်းကသူ့ရဲ့စိတ်ပိုင်းဆိုင်ရာကဝဲချင်းကက်တဲ့အပိုင်းမှာသူပြသွားတယ်ဘာဖြစ်လို့လဲဆိုတော့သူထင်မှတ်မထားတဲ့ပုံစံမျိုးနဲ့လက်သီးထွက်တယ်ပေါ့နော် ခန္ဓာယီပိုင်းမှာလဲဆံဃာတက်ကတတရရနဲ့ထိတဲ့လက်သီးချက်တွေရှိတယ်တိုးတော်လည်းပဲ super blood ကအဲ့ဒီလက်သီးချက်တွေကိုဟန်ပြက်မသွားဘူးသူပြန်ထိတော့ကြတော့ဆံဃာတက်ကရင်ထွက်သွားတယ်အဲ့နောက်ပိုင်းမှာ super blood ကဒီ high kick တွေကိုပဲပေါ့နော်ခေါင်းကိုပဲတဲပြီးကန်တယ်ကျွန်တော်အမြင်ပြောရရင် super blood game plan ကောင်းတယ်ဆိုတော့ကဟိုအဲ့ဒီ high kick ကကျွန်တော်ဟိုကိုငချင်းကိုချင်ပြီးတော့ပြောတာပေါ့နော် စူပါအကြီးကျန်းရဲ့ဘလူးပရင့်လာလို့တောင်ကျွန်တော်ကတော့နက်နက်လေးတန်နေရဖြစ်မိတယ်။ဘာဖြစ်လို့လဲဆိုတော့စူပါအကြီးကျန်းလုံးကလည်းစူပါအကြီးကျန်းကခြေထောက်အရန်ကံပြီးကစားတဲ့ fighter မဟုတ်ဘူး။အဲ့လို fighter မဟုတ်တဲ့ fighter ကတောင်မှနဲ့ပထမပွဲတော့က15တက်ကိုရိုင်းထွက်သွားအောင်ကန်နိုင်တယ်။အဲ့တော့စူအပလက်ကအဲ့ဒီကောင်းကိုတော်တော်ကြီးကိုပြစ်မှတ်ထားပုံရတယ်။ပွဲစကတည်းကအမြင့်ကိုပဲကန်တယ်။15တက်ကလည်းအမြင့်ကန်တယ်။ဒါပေမဲ့စူအပလက်ကမွေထိုင်းရလာတဲ့သူဆိုတော့15တက်ကန်တဲ့ဟာတော့ block လုံးနိုင်တယ်။သို့တော့သူကန်တဲ့ဟာတွေကအစောပိုင်းမှာတော့ အမြင့်ကိုကန်တယ်ဆန်ကာတက်ကသဘောပေါက်သွားပြီသဘောပေါက်သွားအဲ့လိုပုံစံမျိုးနေထားမှကြာမှနောက်ဖက်နောက်နေနေကြီးပဲစော်တယ်ပြောရရင်ဒုတိယအချိန်မှာဆူအပလက်တမ်ပိုတင်လာတဲ့အခိုက်တန့်ကလေးကခံစားမိတယ်သူ့ရဲ့ယုံကြည်မှုပိုင်းကတော်တော်ကြီးကိုကောင်းလာပြီနောက်ပေါက်နဲ့ကန်ဖို့ဆိုတာက မလွယ်တဲ့ကိစ္စဗျကိုင်းထဲမှာကျွန်တော်တို့အပြင်ရတာကြည့်ရတာဟီဟာနဲ့တကယ်တည်းကိုင်းထဲမှာတော်ယုံတော်ယုံယုံကြည်မှုမျိုးနဲ့မရဘူး တကယ်ကိုယုံကြည်မှုလည်းရှိရတယ်သူ့ရဲ့ distant အကွာအဝေးလည်းသိရတယ် opening ဖြစ်လာတဲ့အနိုင်အနေထားကိုလည်းကဲခတ်နိုင်ရတယ်ဒါကိုသူကပပနဲ့နဲ့နဲ့လှုပ်သွားတယ်ဆိုတော့ကျွန်တော်တို့တော်တော်ကြီးကိုချီးကျူးတယ်ဘလို့ကြောင့်မို့ချီးကျူးရလဲဆိုတော့ဒီပွဲတည်ထားတဲ့အနေထားမှာသူကလုံးဝဇက်ဘုတ်အနေထားအနေတည်ထားတယ်ကျွန်တော်အမြဲတမ်းအမြဲတမ်းပြောတယ်ဇက်ဘုတ်ကနေလည်း academy ရတယ်ဆိုတော့ဒီပွဲမျိုးမှာဆက်တာဘာဖြစ်လို့လဲဆိုတော့ promotion တွေကတော့သူ့ဇက်ညွတ်တဲ့သူရှိမှာပဲ fighter တွေကအခုလိုပုံစံမျိုးဇက်ဘုတ်နေရာကနေ မင်းသားဖြစ်အောင်လုပ်ပြရတယ်အကယ်ဒမီဖြစ်အောင်ရအောင်လုပ်ပြရတယ်ဆိုတဲ့ပုံစံတွေက fighter တွေဘက်ကနေပဲတက်တည်ပြရမှာဒီပွဲဆိုရင် super upload လုတ်သွားတာကတကယ်ကိုလှတယ်အရန်လဲခြေနဲ့ဖို့ကောင်းတယ်ဒါကြောင့်မို့လို့ကျွန်တော်ကျွန်တော်ကတော့ဟို Facebook ပေါ်မှာလည်းအမှန်ကန်ကိုအောင်ပွဲခံတယ်စာရေးတာလည်းကျွန်တော်မြောက်ကြမြောက်ကြနဲ့တစ်ဖက်သားကိုရွက်လို့ပုံစံမျိုးနဲ့ရေးတယ်သူတို့ကဒီလိုပုံစံမျိုးခင်းနေတာကိုတိတိကြီးနဲ့ကိုကိုအားပေးတဲ့ fighter တယောက်ကပြောင်းပြန်လှန်သွားတဲ့အတွက်အရန်ကိုခြေနဲ့မိတယ် စကားတစ်ခွန်းပြောရရင်ပေါ့နော်ကျွန်တော်သူတို့ရှင်ကိုသွားတိုင်းကျွန်တော်ကြိတ်ကြိုးစားကြိတ်ကြိုးစားဆိုပြီးကျွန်တော်တွန်းနေတာကြာပြီးဘာဖြစ်လို့လဲဆိုတော့ဟိုကျွန်တော်ရခိုင်ဖိုင်တာလေးမေလုံးဆိုတာရှိတယ်ထိုးပုံကောင်းတယ်တို့တော့မွေထိုင်းထားတိတ်မနဲ့သေးဘူးဟိုဟိုတော်တော့ကသူကမွေထိုင်းပွဲထိုးတယ်ပထမချီတာတယ်ဒါပေမဲ့ဒုတိယအချီမှာထုံးစံအတိုင်း clinch လေးနဲ့ခံပြီးတော့အဲ့လိုနန်ရိုးတွေတိုက်ခံပြီးလဲသွားတယ်ရှုံးတယ်အဲ့နဲ့မေလုံးစီကိုသွားတော့ကြတော့မေလုံးမင်း ိတ်တယ်မကြနဲ့ကစားပုံကောင်းနေဒါပေမဲ့ကျိုးသားအောင်တော့မင်းတို့မင်းတို့ဂျင်းတစ်ခုလုံးကအခုဂျင်းဖွင့်ပြီးကြတဲ့ကတိတ်ဟောက်မှမနိုင်သေးဘူးငါအာမနာတန်းပြောတာကျွန်တော်အဲ့လိုပုံစံမျိုးပြောတယ်မင်းတို့ဂျင်းကရှုံးမွဲဆက်နေရမင်းတို့ဆရာကဆက်လို့တပည့်တွေအကုန်လုံးဆက်ပြီးစက်တိုက်ရှုံးမွဲဆက်နေရအဲ့တော့မင်းတို့ကျိုးသားအောင်ပါ냐ကျွန်တော်မခံကြအောင်လဲပြောတယ်သူတို့ကိုယ်တိုင်လဲသိတယ်အဲ့ဒါကိုကြိတ်ကျိုးသားနေရဆိုပြီးတော့အဲ့နောက်ပိုင်းကျွန်တော်ပြောပြီးကြတဲ့က ဆော့အစီကနိုင်ပွဲပြန်ယူတယ်အခုဆူအဘလက်ကနိုင်ပွဲပြန်ယူတယ်ဆိုတော့သူတို့ဂျင်ကလည်းတော်တော်ကြီးကိုအခြေအနေပြန်ကောင်းသွားတယ်ပေါ့နော်နိုင်နာကလည်းတကယ်အရေးပါတဲ့ပုံစံမျိုးနဲ့နိုင်တဲ့အတွက်ဝမ်းသာတယ်ဒါကတော့မင်းညကပွဲထဲမှာတကယ်အရေးပါဆုံးပွဲတစ်ပွဲပေါ့နော်ကျွန်တော်ပြည့်တက်တဲ့စိတ်ဝင်စားဆုံးအမှန်ကန်ခြေနဲ့ရာဆုံးပွဲတစ်ပွဲအကြောင်းကိုကျွန်တော်မြင်မိတဲ့အချက်တွေနဲ့ဆွဲထုတ်တင်ပြတာဖြစ်ပါတယ်ခင်ဗျအဲ့ဒီတော့မင်းညကပွဲစဉ်တွေအကြောင်းကိုဆက်ပြီးပြောကြရအောင်ပါ ပွဲစဉ်တော်တော်များများကတော့ဒီခက်ခက်နာနာမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ကျင်းပတဲ့ပြိုင်ပွဲဂုံပုတ်နဲ့ညီမြအောင်ထိုးကြတယ်တကယ်လဲလဲကြည့်လို့ကောင်းတယ်ထိုင်းဖိုက်တာတွေနဲ့နိုင်ငံတကာဖိုက်တာတွေတွေ့တဲ့အနေအထားမှာဆိုရင်နိုင်ငံတကာကဖိုက်တာတွေအနိုင်ရတယ်တနည်းအားဖြင့်ပြောရရင် promotion back ကသူတို့စင်နေညင်ဖို့ star fighter ဖြစ်လာဖို့ဥတီထားတဲ့ fighter အများစုရလက်မကောင်းခဲ့ကြဘူးကနဦးစပီကလကဖွင့်တဲ့ fighter တွေဆိုရင်လဲစွမ်းဆောင်ရည်ပိုင်းကတော်တော်ကြီးဆိုးွားတယ် အဲ့ဒီတော့ဒီကွန်ပြင်ပမှာတော်တော်လေးပွဲဆူခဲ့တဲ့ပွဲတစ်ပွဲအကြောင်းကိုကျွန်တော်ပြောပြခြင်းပါတယ်အဲ့ဒီပွဲကဂျပန်ကနာမည်ကြီးဖိုက်တာနာကာရာနဲ့ထိုင်းဖိုက်တာဘန်လူလောတို့ပွဲဖြစ်ပါတယ်အစောပိုင်းမှာကလေးကဒီပွဲကလောင်ကျေးတွေနဲ့ဘလူးဘလူးပုံစံမျိုးဖြစ်တယ်ဆိုတာမနေ့ကဗီဒီယိုမှာကျွန်တော်တင်ဆက်ခဲ့တယ်အဲ့ဒီအတိုင်းပဲဒီနောက်ပိုင်းမှာပေါ့အနီးကပ်မှာတော့ဘန်လူလောဘက်ကသူတို့ဖိုက်တာကိုယုံကြည်မှုရှိတဲ့အတွက်လောင်ကျေးကို6တန်းအထိတောင်ထပ်တယ်ဆိုပြီးတော့သတင်းတွေထွက်လာပါတယ် တစ်ဖက်ကနာကာရာဘက်ကလည်းအဲ့လိုပုံစံမျိုးကြားလို့မို့သူတို့ဒီတန်နဲ့ဘက်နှစ်တန်းပြန်လောင်းနေဆိုပြီးလည်းကြားပါတယ်ကလကဖွင့်ထိုးကြတဲ့အနေအထားမှာနာကာရာကတော်တော်ကြီးကိုပါနဲ့တဲ့စွတ်ဆောင်ကြီးလည်းကောင်းတယ်ဒါပေမဲ့ကျွန်တော်ကတော့သဘောအကျနေသေးတယ်ဘာဖြစ်လို့လဲဆိုတော့နာကာရာထိုးသွားတာကအရန်ကိုပါလွန်တယ်ဟိုအဝင်ထွက်သူမြန်နေကောင်းတယ်သူပညာပိုင်းဆရာကြတယ်ဆိုတဲ့ပုံစံမျိုးနဲ့ထိုးသွားတယ်ဟိုဖြောရမှုရှိအောင်ဟိုပြိတ်သက်ကိုအတွက်ဆိုတဲ့ပုံစံမျိုးသူမပါဘူး မင်းညကပွဲဆိုရင်အဲ့ဒီပွဲကကျွန်တော်ကြိုက်ကတော့တိတ်ပြီးမကြိုက်ဘူးကောင်းတာတော့ကောင်းတယ်ပညာရပိုင်းကောင်းတယ်ဒါပေမဲ့ဖြောပြမှုအပိုင်းနဲ့ဘယ်အပိုင်းကြောင့်မို့ကျွန်တော်မကြိုက်တာလဲဆိုတော့ promotion ဘက်က d fighter ကို champion ကဘက်တဲပေးဖို့အထိမှန်းနေတယ်ဒါပေမဲ့သူကတော့ဟို champion ဖြစ်လောက်တဲ့ champion ကဘက်တဲပေးချင်လောက်တဲ့ပုံစံမျိုးအထိစွမ်းဆောင်ပေးသွားတာမျိုးလို့တော့ကျွန်တော်မခံစားမိဘူးဒါကပုံမှန်လည်းလည်းပြောတာဒါလို့ပုံစံမျိုးဘယ်မှာဖြစ်ဖူးလဲဆိုတော့ဒီ grappling ပြိုင်ပွဲမှာ Daniel Kelly တုန်းကလည်းဖြစ်ဖူးတယ် နိုင်မွဲတွေတော့ဆက်နေတာပဲသို့တော်လည်းပဲသူမရဲ့ကစားပုံကို promotion ဘက်ကတိတ်ပြီးအရင်ကြီးသဘောမကျတဲ့အတွက် champion ကပဲတော်တော်နဲ့ကိုမဖန်နှီးပေးဘူးနောက်ပိုင်းသူမကိုယ်တိုင်ကလည်းတွန်းလာမှထုတ်ပြီးပြောလာမှ promotion ဘက်က champion ကပဲဖန်နှီးပေးခဲ့ဘူးဒါနာကာရာအနေနဲ့လည်းအတန်ဝိတ်မွေထမ်းချန်ပီယံကပ်လိုချင်တဲ့ဆိုရင်တော့ဒီထက်ပိုပြီးပြည်သက်တွေဟာကနေဟင်ကနေဖြစ်သွားတဲ့စွမ်းဆောင်ရည်တွေချပြမှာပရိုမိုးရှင်းဘက်ကဖန်တီးပေးလာမယ်ထင်ပါတယ်တော်ယုံပုံစံမျိုးနဲ့တော့ဖန်တီးပေးဖို့မလွယ်ပါဘူး ို့တော့လည်းပဲသူကဂျပန်ဖိုက်တာဖြစ်နေတာပရိုမိုးရှင်းဘက်ကဂျပန်ဈေးကွက်ကိုတအားအားပြုနေတဲ့အနေထားတွေကြောင့်တခြားတခြားသောဖက်တာတွေအခင်းကျင်းတွေရှိလာရင်တော့သူ့ကိုလည်းချန်ပီယံကပ်တေချာပေါက်ဖန်တီးပေးမယ်ဆိုတာတော့ပြောလို့ရပါတယ်ခင်ဗျာနောက်ထပ်ပြောချင်တဲ့အကြောင်းအရာကပေါ့နော်တိုက်ကမွေထိုင်းကဖိုက်တာတွေကဝမ်ချန်ပီယံရှစ်မှာစာချုပ်ကြီးမှန်းနေတဲ့အင်ရှင်ထိုင်းဖိုက်တာတွေရဲ့အိမ်မက်တွေကိုဇက်တိုက်ဖျက်ဆီးသွားတဲ့ဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ဒါကကျွန်တော် creation လုပ်ပြီးပြောတာပါ နည်းနည်းအကြောင်းအရာကလည်းတိုက်ဆိုင်နေတဲ့အတွေ့အဲ့ဒီပွဲကိုကြည်ရင်ကျွန်တော်စိတ်ထဲမှာအဲ့လိုပုံစံမျိုးပဲပေါ်လာတဲ့အတွက်ပြိတ္တတွေကိုချပြတာဖြစ်ပါတယ်။အဲ့ဒီတွဲဆိုင်ကဘယ်တွဲဆိုင်လဲဆိုတော့ချပါရက်နဲ့ undash တို့တွဲဆိုင်ဖြစ်ပါတယ်။ချပါရက်ကဒီပွဲချင်းကတ်တဲ့အနေထားမှာခုနှစ်ပွဲစတိုက်အနိုင်ယူထားတယ်လုံးဝရှုံးမွဲမရှိသေးတဲ့ fighter ဆိုပြီးကျွန်တော်ကမနေ့ကတင်ဆက်ခဲ့ပါတယ်။ အဲ့လိုတင်ဆက်တဲ့အနေထားမှာဘက်ဖိုက်တာတွေကဒေါ်လာသသိန်းနဲ့စားချုပ်မှန်းလို့ရတဲ့အနေထားမျိုးရှိလဲဘလို့အခြေအနေမျိုးတွေပိုင်ဆိုင်ထားတဲ့ဆိုတဲ့အကြောင်းအရာတွေကိုလည်းပြည်သက်တွေကိုဆွဲထုတ်တင်ပြခဲ့ပါတယ်။ကျွန်တော်အမှတ်မမှားဘူးဆိုရင်ဒေါ်လာသသိန်းနဲ့စားချုပ်မှန်းလို့ရတဲ့ဖိုက်တာ9ယောက်အကြောင်းကိုမနေ့ကတင်ဆက်ခဲ့တာပါ။အဲ့ဒီထဲကစုစုပေါင်း2ယောက်အထိစုခူးနိုင်ခဲ့ပါတယ်။အဲ့ဒီ2ယောက်ထဲမှာ Romadan Ondesh လည်းပါပါတယ်။ ချာပါရဲ့နဲ့ ondesh တို့ပွဲကတော့မနေ့ကထိုးသက်သွားတဲ့ပွဲတွေထဲမှာဖြောပြမှုအကောင်းဆုံးပွဲလို့ပြောလို့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ fighter နှစ်ယောက်စလုံးရဲ့ပညာရပ်ပိုင်းကလုံးဝအနာသာ level ပါ။ One Friday Fight ပြန်ပွဲမှာထိုးနေတဲ့ fighter တွေလို့တောင်မထင်ရလောက်ပါဘူး။နှစ်ယောက်စလုံးကမျက်နှာချင်းဆိုင်လိုက်ပြီးဆိုတာနဲ့ချက်ချင်းကိုတန်ပြီးကြပါပြီ။ပထမချီအစောပိုင်းမှာချာပါရက်ကရင်ဆုံ knockdown ကြပါတယ်။ အဲ့ဒီနောက်ခက်ပီပီနဲ့ပြန်လဲတုတ်ပြန်ရင်ပထမအချိန်မပြီးခင်မှာပဲ on dash ကပြန်ပြီး no down ကျပါတယ်။အဲ့လိုသူကြကိုကြအနေထားနဲ့ပထမအချိန်ကဆုံးသက်သွားတာပါ။ဒုတိယအချိန်ပြန်ဆလို့ဆထိုးခြင်းမှာပဲ fighter နှစ်စလုံးဟာတပြိုင်နက်ကျန်းပြင်မော်ကိုလဲကျပြန်ပါတယ်။နှစ်စလုံးကအထာလဲနှက်ကြလို့အကွက်လဲတူတူတွေပါ။အဲ့ဒီအနေထားမှာနှစ်စလုံးပြန်ထထိုးကြရင်းကနေ on dash ကအသာစီးရယူသွားတာဖြစ်ပါတယ်။ ။အွန်ဒက်ရှာအဲ့ဒီဆွက်ဆောင်ကြီးကြောင့်ဘောနပ်စုဘက်သုံးသိန်းခွဲအပြင်ဒေါ်လာသသိန်းတန်စာချုပ်ကြီးကိုပါသိမ့်ပိုက်သွားခဲ့ပါပြီ။သူဟာ135ပြိုင်ပွဲမှာဆွစ်ဘောင်း၄ပွဲပဲထိုးပြီးဒေါ်လာသသိန်းတန်စာချုပ်ကြီးဆွတ်ခူးသွားတာပါ။တိုင်ဂါမွေထိုင်းကဖိုက်တာတွေကဘာဖြစ်လို့ Asian Time Fighter တွေရဲ့ဒေါ်လာသသိန်းနဲ့အိမ်မက်တွေကိုဖျက်ဆီးနေတာလဲဆိုပြီးပြောရတဲ့အကြောင်းရင်းက Bronica ပွဲတုန်းကလည်းအလားတူပုံစံမျိုးပါပဲ။ junior fedet ကဒေါ်လာ3000နဲ့အိမ်မက်နဲ့ပွဲကိုရင်ဆိုင်ထိုးတဲ့ခေရတာပါ လို့တော့ဘရိုနီကာနဲ့အတွေ့မှာတော့သူမရဲ့ရှုံးဝဲမရှိတဲ့စံချိန်လက်ရက်တန့်ခံလိုက်ရတယ်လို့ဒေါ်လာတသိန်းနဲ့စာချုပ်လက်အိမ်မက်ပြက်ပြဲသွားပါတယ်အခုချာပါရဲ့ဆိုရင်လည်းအလားတူပုံစံအတိုင်းပါပဲတစ်ဖက်ကဖိုက်တာတွေကိုကြိလိုက်ပြန်တော့လဲတိုက်ကမွေထိုင်းကိုစားပြုဖိုက်တာတွေဖြစ်နေပြန်ပါတယ်ဒါကြောင့်မို့လို့တိုက်ဆိုင်နေတဲ့အချက်လေးမျိုးကျွန်တော်ကပြည်သက်တွေကိုဆွဲထုတ်တင်ပြမိတာပါဒီပြိုင်ပွဲတစ်ခုလုံးမှာပြည်သက်တွေကြွကြွဆူအောင်ဝေဖန်ခံရဆုံးတွဲဆိုင်ကတော့ယိုနစ်အာနန်းရဲ့တွဲဆိုင်လို့ပြောကြည့်ခြင်းပါတယ် ဒီပွဲအနေထားကသူ့အနိုင်ရဖို့လုံလောက်တဲ့ဆိုတာဘယ်သူကမှလက်ခံခြင်းမရှိပါဘူး။သို့သော promotion ဘက်ကတော့နာဘီရဲ့အရှိန်အဝါနဲ့ဒီ fighter လေးကိုအနိုင်ပေးသွားခဲ့ပါတယ်။ဒါကလည်းသူတို့နဲ့တရားဝင်စာချုပ်ကြီးချုပ်ဆိုထားတဲ့ fighter ဖြစ်တဲ့အတွက်တက်တက်မက်ကိုမျက်စိမိတ်ပေးသွားတယ်လို့ဆိုကြည့်ကြပါတယ်။ဒီညမှာကျွန်တော်ပြည်သက်တွေသတိထားလို့ရအောင်ကျွန်တော်မြင်မိတဲ့အကြောင်းအရာလေးလည်းနည်းနည်းပြောကြည့်ကြပါတယ်။ One Championship ကအမှတ်ပေးတိုင်တွေကိုကြည့်လိုက်မယ်ဆိုရင် Asian Thai လူမျိုးတက်ရောက်မှာမပါပါဘူး။ တကယ်တိုးတက်ပါတယ်ဆိုတဲ့နိုင်ငံကလူတွေကိုပဲခေါ်ပြီးခန့်ထားတာပါတိုးတော်လေအဲ့ဒီလူတွေဟာမျက်မျက်တတာရှိလားမရှိဘူးလားဆိုတာကျွန်တော်တို့ပြည်သက်တွေအကုန်လုံးသိပါတယ်ကျွန်တော်ပြောချင်တာက promotion တွေဟာဒီလိုမျိုးအဖူထက်တွေဖြစ်လာမယ်ဆိုရင်သူတို့ပေါ်လက်ညှိုးမထိုးခံရဖို့အတွက်တက်နိုင်လောက်တော့တေချာလေးစီစဉ်ထားပါတယ်အခု one championship ကအမှတ်ပေးတိုင်းတွေကြီးလိုက်မယ်ဆိုရင်လည်းတကယ်တိုးတက်တဲ့နိုင်ငံကလူတွေကြီးကိုပဲခေါ်ခံထားတာပါ ဘောဒဝဲကျင်းပပြီဆိုရင်အဲ့ဒီကွန်းဘေးမှာဘောဘင်နေကန်ပြီးအမှတ်ပေးနေတဲ့သူတွေကိုကြီးလိုက်ပါတချို့ဆိုရင်မြို့သမီးကြီးတွေတောင်ပါပါတယ်တို့တော့လေသူတို့ရဲ့တမတမတ်ကြမှုကဘလောက်ထိရှိလဲဆိုတာတော့မြစ်တက်တွေကိုအမြင်နဲ့ကိုပေတန်နဲ့တိုင်းတာကြည်လို့ရပါတယ်ခင်ဗျာနောက်ထပ်ဒေါ်လာသသိန်းနဲ့စားကြုပ်ဆွခူးသွားတဲ့ fighter ကတော့ Uzbekistan fighter Ortigo ဖြစ်ပါတယ်ဘက်ဆူကွန်ဘက်လို့အမကောင် fighter ကိုသူကတတိယအချိန်မှာအလဲထိုးပြီးကိုစွမ်းဆောင်ပြသွားတာပါ ဒီဖိုက်တာရဲ့စွမ်းဆောင်ရည်ကလည်းဘလို့မှကိုအငင်းပွားစရာမရှိပါဘူးထိုးသွားတဲ့အနေထားမှာပညာရပ်ပိုင်းရော ပါနှမှုပိုင်းငါးပါအတော်လေးကောင်းမွန်တာပါဒီဖိုက်တာကလည်းအနာကက်မှာတောက်ပလာနိုင်ခြင်းအများကြီးရှိတဲ့ဖိုက်တာတစ်ယောက်ပါပဲဘာဖြစ်လို့လဲဆိုတော့135ရှင်မြင့်ထက်မှာသူကစုစုပေါင်း10ပွဲထိုး10ပွဲဆက်တိုက်ကိုအနိုင်ယူပြခဲ့ပါပြီဂျပန်မှာကျင်းပမဲ့173ပြိုင်ပွဲမှာတောင်ထိုးသက်ခြင်းတဲ့အကြောင်းသူကပွဲပြီးမှထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ် 135 140ပြိုင်ပွဲတစ်ခုလုံးမှာမှန်းချက်နဲ့နှမ်းထွက်လုံးဝမကိုက်ခဲ့တဲ့ fighter က PDD ဖြစ်ပါတယ်။သူ့ရဲ့နာမည်ကထိုင်းလိုပေါ်တော်တော်ဆိုတော့ကျွန်တော်ဖြင့်သူ့ရဲ့နာမည်ကိုကြားတိုင်းပြုံးစိစိနဲ့အတော်လေးဖြစ်မိပါတယ်။ဘာဖြစ်လို့သူ့ကိုမှန်းချက်နဲ့နှမ်းထွက်မကိုက်ရတဲ့ fighter လဲဆိုတာပြောရတဲ့အကြောင်းရင်းကသူဟာထိုင်း fight မှာတော့အတော်ကြီးကိုစွမ်းဆောင်ရည်ကောင်းတွေချပြခဲ့တာပါ။ရုံးမဲမရှိစံချိန်မှတ်တမ်းကလည်းပွဲ20ကြော်အထိတောင်ရယူပြခဲ့ပါတယ်။ ထိုင်းဘက်ကသူ့ဝိတ်တန်းကချက်မြန်ကပတ်ဆိုရင်သူ့ရဲ့ပခုံးထက်မှာပဲအမြဲတမ်းမြင်နေခဲ့ရတာပါတူတော်လဲဝမ်ချမ်ပီယံရှစ်ရောက်လာချိန်မှာတော့သူက blue fighter မျိုးလဲဆိုတာကွန်းကွန်းကွက်ကွက်ကြီးကိုပေါ်လွင်သွားခဲ့ပါပြီမင်းညာကထိုးသက်သွားတဲ့အနေထားဆိုရင်ချမ်ပီယံတယောက်ရဲ့ပုံစံမျိုးနဲ့တောင်မတူပါဘူးပြိုင်ဘက် fighter ကသူ့ကိုလက်သီးထိုးချက်တွေနဲ့အတော်ကြီးကိုအသာစီးယူပြခဲ့တာပါ လူသားစီရတာဆိုလို့ကလင်ဆွဲပြီးဒုတိုက်တဲ့ဘိုင်းတွေမှာတော့ Time Fighter ရဲ့ထုံစံအတိုင်းသူကအသာစီရပါတယ်။သို့တော်လည်းစွမ်းဆောင်ယူဘိုင်းမှာတော့ပြင်ပ Fighter ကအတော်ကြီးတာပါတယ်။ဒါကြောင့်မို့လို့ PTT ဟာမန်းချက်နဲ့နှမ်းထွက်မကိုက်ဘူးလို့ကျွန်တော်ကပြောတာပါ။ထပ်ပြောရရင်ဒီနှစ်ထဲမှာ Time Fight ကနေချန်ပီယံအဖြစ်နဲ့ဝမ်းချန်ပီယံရှစ်ကိုရောက်ရှိလာတဲ့ Fighter တွေရဲ့ကလကအဖွင့်ပွဲစဉ်တွေကြည့်လိုက်မယ်ဆိုရင်ရလက်မကောင်းတာသတိထားမိကြပါမယ်။ ရင်ဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ဘရိုနီကာရလက်မကောင်းခဲ့ပါဘူးအဲ့ဒီနောက်တန်ငွေလက်ရလက်မကောင်းခဲ့ပါဘူးအခု PTT လည်းထုံးစံအတိုင်းပါပဲဒါကြောင့်မလို့ time fight ရဲ့အနေထားကပြည်တွင်းမှာတော့ပုံစံတစ်မျိုးရှိကောင်းရှိနေနိုင်ပေမဲ့ကမ္ဘာအဆင့်မှာတော့တိတ်ပြီးတိုးလို့မရသေးဘူးဆိုတာဒီ fighter တွေရဲ့စွမ်းဆောင်ရည်ကသက်သေခံလျက်ရှိပါတယ် ထိုင်းပြည်မှာစက်တိုက်နိုင်ပွဲတွေအများကြီးရယူပြခဲ့တဲ့ဖိုက်တာတွေဟာဝမ်ချမြင့်ရှစ်စင်မြင့်ထပ်မှာတော့ရလကောင်တစ်ခုရဖို့အတော်ကြီးကိုရုန်းကန်ကြိုးစားအားယူကြရပါတယ်။ဒီကနေ့တော့ကျွန်တော်ပြည်သက်တွေကိုပြောပြခြင်းနဲ့အကြောင်းအရာတွေကဒီလောက်ပါပဲခင်ဗျာ။ခါတိုင်းတစ်ဆက်နေကြပုံစံမျိုးမဟုတ်တဲ့အတွက်တိတ်ပြီးကျင်းတဲ့မှုမရှိခဲ့တဲ့ပြည်သက်တွေရှိခဲ့ရင်ကျွန်တော်ကပဲတောင်းပန်ပါတယ်။ ။လာမယ့်နေ့တွေမှာလည်း MMA လောကကသတင်းတွေ၊ Fighting လောကကနောက်ဆုံးရအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားဦးမှာဖြစ်လို့ကျွန်တော်ရဲ့ Channel ကို Notification ယူထားကြပါဦးခင်ဗျာ။